ဒီရှေဟောင်းမကလိုဒန်ငါကြီးဟာအုပ်စုတစ်ခုရဲ့တိုက်ခိုက်တပ်ဖြတ်မှုကိုခံလိုက်ရပါတယ်ဒီလိုတိုက်ခိုက်ခဲ့တဲ့သူကတော့ရှေဟောင်းပင်လေပင်ရဲ့မကောင်းဆိုဝါလီဗီယာတန်းတွေပဲထက်ပါတယ်ရှေဟောင်းလီဗီယာတန်းများဟာ15မီတာကျော်အရှည်ရှိပြီးတန်90လောက်လေသောတန်ဆွမ်းတောင့်တင်းသောကိုခန္ဓာရှိပြီးရှေဟောင်းပင်လေရဲ့တိုက်ခိုက်ရေးတားရဲကြီးတွေပဲဖြစ်ပါတယ်ဒါပေမဲ့လေဒီလိုကျယ်ပြန့်တဲ့ပင်လေပင်တွေမှာသူထက်အလွန်ကြီးမားတဲ့တရဝါကြီးတွေရှိပါသေးတယ် လီဗီယာတန်တွေထပ်ပင်ပိုကြီးမားကြပြီးသူတို့ကိုအိမ်မက်ဆိုးသပွေထောက်လန့်လျက်ကန်ယိုတန်တလျောက်တွာလာနေကြသည့်မက်ကာလိုဒန်ငါးကြီးမျိုးတွေပဲဖြစ်ပါတယ်။ဒါကတော့အရွယ်မရောက်သေးတဲ့မက်ကာလိုဒန်ငါးပေါက်တွေဖြစ်ပြီးသူတို့နောက်မှာအန်ဒရီလိုက်လာနေတာကိုသိဖို့မရပါဘူး။တိုက်ခိုက်ရေးဘရင်ကြီးလီဗီယာတန်လိုက်လာတာကိုသိရှိလိုက်ရခြင်းမှာတော့သူတို့အတွက်လွတ်အောင်သာထွက်ပြေးဖို့ရှိပါတယ်။ဒီအဖြစ်အပျက်ကိုအရွယ်ရောက်ပြီးတော့မက်ကာလိုဒန်ငါးတကောင်ကတွေ့လိုက်ပြီးတိုက်ခိုက်မှုထင်တော့လေလီဗီယာတန်ရဲ့တိုက်ခိုက်မှုအောင်မှာကြာရှုံရပါတယ်။ ယင်ပြန်တိုက်ခိုက်လို့မရပါဘူးလီဗီယာတန်းတွေဟာခိုင်မာတဲ့မေယိုးတွေရဲ့ခိုက်ဖြတ်မှုကြီးမားတန်ဆွမ်းတဲ့တွားများဟာဆိုရင်သူတို့အတွက်ဇီဝင်ချုပ်သွားမှာပါသူတို့ရဲ့တိုက်ခိုက်မှုကြောင့်ပဲအခုဆိုရင်မျိုးလုံးပျောက်ကွယ်သွားနိုင်ပါတယ်လီဗီယာတန်မသိရှိခဲ့တာကတော့အခုလိုလုံးလိုက်ခြင်းဟာနောက်တစ်ချိန်မှာကြီးမားတဲ့တိုက်ကွင်းများကိုအစပြုခြင်းပဲဖြစ်ပါတယ်လွတ်မြောက်သွားတဲ့မက်ဂါလိုဒန်ငါးပေါက်တွေဟာသူတို့ရဲ့အဖွဲ့စီကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ သူတို့ဟာတကောင်တဲ့မဟုတ်ပဲအုပ်စုလိုက်ဆွဲရေးဘယ်အရာကိုမှကြောက်လန့်ခြင်းမရှိတိုက်ခိုက်ရပါလေ။ပင်လယ်ကျမ်းမြေမှာတင်းဆုံနေတဲ့သူတို့အဖွဲ့ဝင်ကိုတွေ့ရှိခဲ့တော့ဒါကိုလှုပ်ဆောင်သွားတဲ့သူကိုလိုက်ရှာနေပါပြီ။မိနစ်ပိုက်တွင်ရန်သူကိုလိုက်ရှာဖို့ခြေတန်းကောင်းနေပါလေ။တိုက်ခိုက်ရေးသမားကြီးလီဗီယာတန်ဟာအရွယ်မရောက်သေးတဲ့မက်ကလိုဒန်နှစ်ကောင်ကိုတွေ့တော့ကြောက်ရွံ့ခြင်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ဒီနှစ်ကောင်ဟာသူ့ကိုတိုက်ခိုက်နိုင်စွာမရှိလို့ပဲထင်ပါတယ်။သူ့နောက်မှာတော့ကြီးမားတဲ့မက်ကလိုဒန်ဒီရောက်နေကြမသိခဲ့ပါဘူး။သူတိလိုက်ရချိန်မှာတော့အလွန်စိုးရိမ်သွားပါပြီ။ လီဗီယာတန်နဲ့တရလွတ်မြောက်ရန်တခုတည်းသောနီလန်မှာထွက်ပြေးရန်တာဖြစ်သည်မက်ဂလိုဒန်များဟာလင်မြန်လွန်းလာတော့သူ့ဘယ်လိုပဲစူးစားပါစေလွတ်မြောက်အောင်တော့မပြေးနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ပြန်တိုက်ခိုက်ရမယ်ရွေးချယ်လိုက်ပါတယ်တိုက်ပွဲဟာပြင်းထန်နေခဲ့ပါတယ်သူ့နဲ့ရွယ်တူမက်ဂလိုဒန်တကောင်ကတိုက်ခိုက်ဟူရာချင်းကတ်လာပါတယ်ဒီလိုချိန်မှာပဲလီဗီယာတန်ရဲ့တိုက်ခိုက်မှုကိုစတင်ခံလိုက်ရပါတယ်အရွယ်ရောက်စမက်ဂလိုဒန်ဟာလီဗီယာတန်ရဲ့တိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရခဲ့ပါတယ် ဒီချိန်မှာပဲကြီးမားလာတဲ့မက်ဂါလိုဒန်ရောက်ရှိလာပြီးလီဗီယာတန်းရဲ့အသားတွေကိုကိုက်ဖျားလိုက်ပါတယ်။သွေးတွေဖျားထွက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့လီဗီယာတန်းဟာဒဏ်ရာများစွာနဲ့ပင်လယ်ကျမ်းပင်ကိုဆင်းသက်သွားခဲ့ရပါတယ်။ဒါပေမဲ့လည်းတိုက်ပွဲကဒီမာတင်ပြီးသွားပါဘူး။လီဗီယာတန်းအဖွဲ့ကဒါကိုတွေ့ရှိသွားပြီးလက်စားချေရန်ကြိုးစားရင်းပြင်းထန်တဲ့တာရဲကြီးကိုရဲ့တိုက်ပွဲဟာအဆုံးမရှိဆက်လက်ပြင်းထန်ဖြစ်ပွားနေခဲ့ပါတယ်။ဒါတွေကအခုချိန်မှာတော့မျိုးတုံးပြောက်ကွယ်သွားခဲ့ကြပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။ အခုလိုအကြောင်းအရာလေးလေးကိုကြည့်ရှုခန်းစားခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ဖေးက notification ခေါင်းလောင်းလေးကို နှိပ်သွားပေးပါဦးဆက်လက်ကြိုးစားပါဦးမြီး